မုံရွာနီးပညာတက္ကသိုလ်ထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်သားတွေကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်နှစ်တရင်နဲ့မဟာမိတ်တပ်တွေဖြစ်ကြတဲ့မုံရွာခရိုင်တရင်နှစ်တက်ခွဲ၃တက်စု၄ဒေါင်းမျိုးဆက်တက်ဖွဲ့မုံရွာတရင်စက်နှစ်တက်ခွဲ၄မီးတောက်တက်ဖွဲ့၆ဦးမီးတောက်တက်ဖွဲ့ Ryan God People Defense Force စတဲ့တော်လိုင်းအဖွဲ့တွေက ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့မနက်စင်တာရီဝင်းကျင်မှာအလစ်အငိုက်လုံဆောင်ခဲ့တာလို့သိရပါတယ်။အလင်းငိုက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီစစ်သားတွေအထိနာခဲ့ပြီးအနီးအနားမှာရှိတဲ့တောတွေကိုထွက်ပြေးသွားကြတာတွေရှိတယ်လို့လည်းဒေသခံတွေက TM Media ကိုပြောပါတယ်။ PDF တွေကအလစ်အငိုက်ဝင်တိုက်ကြတာရုတ်တရက်ဆိုတော့ဒီကောင်တွေတော်တော်အထိနာသွားကြပုံပဲ။တောထဲမှာတချို့ကောင်တွေပြေးလာကြတာမျိုးလည်းတွေ့တယ်လို့ပြောပါတယ်။မုံရွာနီးပညာတက်ကတူဟာမုံရွာမြို့ရဲ့တောင်ဘက်အထွက်မှာရှိပြီး အဲ့ဒီကြောင်းမှာစစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ဖြူစောတိပူပေါင်းငွေရ400ဝန်းကျင်လောက်အထိုင်ထက်တဆွဲထားတယ်လို့သိရပါတယ်